ကြောက်ဖြူမှာစစ်တပ်နဲ့အေအေတို့အကြားနေရာတစ်ခုမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီးစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကိုအေအေကပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါဗျ။တိုင်းရှောင်းနဲ့မင်းပြင်အနီးမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလိုစစ်တပ်ကယာယီဝင်းရောက်ထိန်းချုပ်ထားတဲ့ကျေးရွာနှစ်ရွာကိုအေအေကပြန်လည်သိမ်းပိုက်ထားပြီလို့ဒေသခံစီရဲသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။စစ်တပ်ဘက်ကလည်းနောက်တန်းကနေစစ်ကူစစ်ကြောင်းနဲ့လက်နက်ကြီးတပ် drone တပ်တွေပါ ရှစ်တိုးကစစ်ကူပေးနေရတယ်လို့ဆိုပါတယ်။အာရခတက်တော်ကသူတို့ထိန်းချုပ်ထားတဲ့ကြေးရွာတချို့ကိုစစ်တပ်ကအဲ့ဒီကြေးရွာတွေအထဲအင်အားဖြန့်ခွဲပြီးဝင်ရောက်လာပြီးတဲ့နောက်အေအေကအင်အားနေတဲ့ကြေးရွာတွေနဲ့အပိုင်ရမဲ့နေရာတွေကိုဝင်ရောက်တိုက်ခိုက်ရာကနေစစ်တပ်ဟာအထိနာနေရတာဖြစ်တယ်လို့ဆိုပါတယ်။ မနေ့ကနေ့လယ်ကလည်းမင်းပြင်ကြီးရွာတွေဝင်းရောက်နေရယူထားတဲ့စစ်ကြောင်းကိုအေအေကအလစ်အငိုက်ဝင်းရောက်တက်ခိုက်တာကြောင့်စစ်တပ်ကအကြဆုံးတွေများခဲ့ပြီးအရှင်စေဦးလောက်ကိုလည်းစစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။